ာပါကျွန်တော်အောင်ပြည်တစ်ပါဆရာကြီးတကုံရွှေများရေးသားတဲ့မမြင်ရသောစုပ်ချက်များနဲ့စမ်းကြဲသောဝတ္ထုများဆိုတဲ့စာအုပ်ထဲကခွေးနဲ့ကြီးဆိုတဲ့ဝတ္ထုတွေကိုဖျက်ပြကြမှာနဲ့ခင်ဗျာနားဆင်ကြည့်ကြပါဦးခွေးနဲ့ကြီးအင်္ဂလိပ်များပြန်ဝင်လာပြီးနောက်၃လလခန့်လောက်ကကျွန်တော်ဒီကမာရွတ်တွင်ခိတ္တစခန်းချနေထိုင်လျက်ရှိသော ကက်စပီအုပ်ချုပ်ရေးအရာရှိတူဦးဖိတ်ကြားချက်အရာသူဤညသာစာဝဲသူတွားရောက်ခဲ့ပါကြောင်း9နှစ်မှစ၍ခင်မင်းရခင်မင်းเจ้าမိတ်ဆွေများနဲ့ပန်းချံတွင်2ရောက်တွေ3ရောက်တွေဖန်ခွန်များကိုလက်မမချစတန်းစကားတပြိုပြိုနဲ့တောက်ပြီးနောက်7နာရီထိုးတွင်ညသာစာဝဲစလျာ9နာရီတွင်မှအပြည့်တက်လီသည်ညသာစာဝဲပြည့်လက်တော့ကျွန်တော်လဲမိတ်ဆွေစစ်ဖို့အားနှုတ်ဆက်၍ 9:45မိနစ်ထွက်နောက်ဆုံးယထာမီထွက်ခဲ့လည်စစ်ဘူချံမှာယခုမာရာဆက်ပြကော်မတီစစ်ဝင်တောင်ဘက်တွင်ရှိ၍ကျွန်တော်လဲမဲစီကုန်းရွာဘက်သို့ဆင်း၍လာခဲ့၏ကျွန်တော်၏အကြံမှာမြေထားဘူတာသို့လူသွားလူလာများသောလမ်းမကြီးမှမတော်ပဲမဲစီကုန်းရွာဘက်ရှိခြံများမှဖြတ်၍ယထာလန်းသူတက်သောအခါယထာလန်းအတိုင်းဘူတာသို့လျှောက်သွားရန်ဖြစ်လေသည်ဆက်ပြဆက်မြောက်ဘက်တဖာလုံငန်းအကွာတွင် မေစီကုန်းရွာဘက်သို့သွားသောလမ်းကြားကလေးတစ်ခု ရှိသဖြင့်ကျွန်တော်လည်းလမ်းမကြီးမှဆင်း၍လက်ရဘက်သို့ဝင်ခဲ့လေ။ဂိုက်တရာကမြလမ်းကြားအတိုင်းရှောင်းမိသောအခါလမ်းကလေးမှာနှမွာဖြစ်သွား၍တလမ်းမှာနှင်းပန်းကြံများကိုဖြတ်၍သွားသောလမ်းကလေးဖြစ်ပြီလျင် အခြားတလမ်းမှာ အနောက်တောင်ရွံ့ရွံ့သို့သွားသောမြင်းဒီလမ်းကလေးဖြစ်လေသည်။ချံပီးလမ်းမှာတစ်ပင်အုပ်ကြီးများရှိသဖြင့်အတော်ပင်မှောင်လျက်ရှိရာ ျွန်တော်လဲตายาသောမြင်းဤလန်းကလေးအတိုင်းရှောက်လာခဲ့လေသည်လန်းကလေးမှာ အတော်တန်ညညာပြည့်လျင်တိပင်းကြီးများလဲလန်းတွင်တပင်တလီသာရှိ၍နဗီတစ်ဖက်တစ်ချက်၌တခါတရံအင်္ဂလိပ်များကိုတွေ့ရ၏ตายาသောစောင်းဥပေါက်ချိန်ဖြစ်သည်ဖြင့်မှုမွားသောလာရောင်ကလေးသည်တပင်တလီမြသောတိပင်းကြီးများအောက်သို့ပျောက်တိပျောက်ကြားကြားရောက်လျက်ရှိအခြားနေရာများ၌မူအတော်တန်ตาရွေ့နေသည် ျွန်တော်မှာထိုနေရာများသို့ယခင်ကမရောက်ဘူးသဖြင့်မြစ်ထဘူရာယုံရှိရာတောင်ဘက်သို့သွားလျင်ဘူရာယုံသို့ရောက်ရမည်ဖြစ်ဂိုက်တရာကမြသွားမိလက်တော့လန်ကလေးသည်လဝဲဘက်သို့အတန်ငယ်ကြွေသွားလျက်တပင့်အုပ်ကြီးများအောက်သို့ရောက်လာ၏ထိုနေရာ၌လန်ကလေးမှာအတော်တန်ကျဲ့ပြန့်ပြီလျင်လမ်းဘေးတွင် တက်ခေါင်းများတဲကလေးများကိုတပင့်အုပ်များအောက်၌ရံပန်ရံခါမထင်မရှားတွေ့မြင်ရ၏ ကျွန်တော်ဤလက်ရဘက်စီမှမြေထအိုဝောသန်နှင့်ဆက်တန်ကိုကြားလိုက်ရ၏လူသူအသွာလာခု၍တယောက်တလင်မြမတွေ့ရသည့်အပြင် တိတ်ဆိတ်ချင်းသည်လည်းယခင်ကထက်တိတ်ဆိတ်ငြိမ်သက်လာသဖြင့်ငါသည်လမ်းမ၍လာလီပြီလောဟုစိတ်ထဲတွင်အနှဲငယ်များဇနောင်ဇနှင်းဖြစ်မိ၏ခြေလမ်း340ခန်းမြရှေ့သို့ရှောင်းမိသောအခါဝင်းချံကလေးတစ်ခုအလေတွင်ဆောက်လုပ်ထားသောအင်္ဂလိပ်တစ်ဆောင်၏ဗရင်ပေါင်းမှာ မိအောင်ကလေးတခုတိုးထွက်နေသည်ကိုမြင်ရသဖြင့်အတော်ပင်အားတက်လာမိအင်္ဂလိပ်မှာအတော်အတန်တက်ရက်သောအင်္ဂလိပ်တစောင်ဖြစ်၍အင်ရှိပရင်းပေါက်၃ပေါက်နဲ့အလဲပေါက်ပရင်းမှာဟင်းလင်းပွင့်နေပြီလျင်ထမင်းရင်ရှားလျက်ရှိသောမိမတစ်ယောက်သည်ဇပင်ကိုဖားရချကာမျက်နှာတုပ်ပူဟာတစ်ထည်ဖြင့်တုံနေသည်ကိုမြင်ရ၏အမျိုးသမီးသည် ကျွန်တော်ရှိရလမ်းဘက်သို့ကြည့်နေသည်ဖြင့်အဟုတ်ကင်းမဲ့သောသူ၏ရင်အပေါ်ပိုင်းကို၎င်း ်လေဝင်းနှင့်လက်မောင်းဦးမြောက်ကို၎င်းထင်ရှားစွာမြင်နေရသည့်အပြင်မျက်နှာမှာလည်းလမ်းဘက်သို့ခပြုံပြုံကြည့်နေသည်ကိုမြင်ရသဖြင့်ကျွန်တော်၏ခြေလမ်းများမှာတမျိုးတမီဖြစ်၍သွားမိ၏ကျွန်တော်၏ခြေများရက်သွား၏အလဲဘလို့ပါလဲခုကျွန်တော်သည်စိတ်ထဲကရေးရွလမ်းမိ၏ထိုခဏ၌အင်္ဂလိပ်ရှိအောင်မှောင်ထဲမှအလွန်ရှည်လျားစွာဥလိုက်သောခွေးဥတံကိုကြားလိုက်ရ၏ ်ခွေးသမားပဝင်းညစ်တစ်ခုလုံးဟိမ့်၍သွားသည်ဖြင့်တာမန်မြမခွေးမျိုးဟုတ်မည်မထင်အလွန်ကြီးမားသောအင်ခွေသို့မဟုတ်ခွေးသမင်သို့မဟုတ်အရဇီရှင်ခေါ်ခွေးကြီးမျိုးဖြစ်ဟန်တူ၏ခွေးဦးတန်ရက်သွားလျင်ပဝင်းညစ်မှာရခင်ကားတဲ့တိတ်ဆိတ်သွားပြန်၏အမျိုးသမီးသည်ကျွန်ုပ်ကိုမြင်သဖြင့်ပြုံးလိုက်ချင်းပြီလော အခြားသူတစုံတယောက်မှမရှိသောအင်္ဂလိပ်ထဲတွင် သူသည် ကျွန်ုပ်အားပြုံး၍ကြည်နေုံများမကား သူ၏အပြုံးဒီလေကျွန်တော်၏စိတ်အာရုံကိုဖိတ်ခေါ်လျက်ရှိသောအပြုံးမျိုးဖြစ်လေသည်ကျွန်တော်သည်ယူရွင်များနေပြီလောအမျိုးသမီးသည်အိမ်ထဲမှနေ၍မှောင်မတ်ရလမ်းပေါ်တွင်ရှောက်လာသောကျွန်တော်အားမြင်နိုင်မည်မထင်သူ့အလိုလျောက်ပြုံးနေခြင်းသာဖြစ်ပေလိမ့်မည်ဟုတွေးပြန်၏မိတို့ပင်ဖြစ်စီသူ၏အပြုံးကြောင့်ကျွန်တော်၏ခြေလမ်းများနှိမ့်သွားခြင်းဖြစ်လေသည်ရှေ့သို့ခြေလမ်း20ခန်းများဆက်လက်သွားမိသောအခါလမ်းမှာ ကျွန်တော်ဤလက်ဝဲဘက်သို့ချိုးသွားပြန်သဖြင့်ထိုလန်းကလေးမှာ မြေထဘူတာဘက်သို့သွားဟန်မတူပဲလမ်းမကြီးဘက်သို့ပြန်၍လှည့်သွားဟန်တူသဖြင့်ကျွန်တော်သည်လမ်းမရွေပင်လာလီပြီလားဟုစဉ်းစားမိပြန်၏ကျွန်တော်တွင်အကြံတစ်ခုပေါ်လာ၏ထိုအကြံမှာအိမ်ထဲတွင်တယောက်တည်းရှိနေသောအမျိုးသမီးထံသို့သွားရောက်မင်းမြန်ရန်ဖြစ်လေသည်ဤသို့မင်းမြန်ခြင်းဖြင့်ကျွန်တော်အပြစ်မဆိုနိုင်ကြီးလမ်းမသောသူတယောက်သည်ညီသူကိုမဆို မြည်သည့်အချိန်မဆိုစုံစမ်းမင်းမြတ်နိုင်သောအခွင့်အရေးရှိသည်မဟုတ်ပါလော။တို့ဖြစ်၍ကျွန်တော်လည်းပြန်၍လျှောက်လာခဲ့ပြီးလင်အိမ်ရှိရောက်သောအခါဝင်းတကားကိုဖွင့်လေ။ဤအချိန်၌က ခွေးဥတန်ကိုမကြားရတော့ကြီ။တို့နှင့်ကျွန်တော်လည်းစေယုံသာစေ၍ထားသောဝင်းတကားကိုဖွင့်ပြီးလင်အင်္ဂလိပ်ရှိရာသို့လာခဲ့လေ။အကယ်၍ကျွန်တော်ထင်သည့်အတိုင်းမဟုတ်လျင်လည်းကျွန်တော်မှားလာသဖြင့်လက်မှန်ကိုညွှန်ပြရန်မင်းမြန်းက မည်သူမဆိုခွင့်လွတ်ပေးလိမ့်မည်ကျွန်တော်ဒီတကားကိုခေါက်လိုက်၏မကြမီအတွင်းမှခြေတံများကြားရပြီးနောက်တကားမင်းတို့ဖွင့်လိုက်တံကြားရပြီးလင်တကားပွင့်သွားလေသည်အမျိုးသမီးသည်ကျွန်တော်ရှိနေရက်လျက်ရှိပြီယာကျွန်တော်လဲမင်းမြန်ရမည်စကားစာရှာရွေးမတွေ့ကျွန်တော်အထစ်ထစ်ငုံငုံရှိနေလီကျွန်တော်စကားဆုံးအောင်မပြောနိုင်မီအမျိုးသမီးသည်ကျွန်တော်အားပြုံးရှင်စွာဖြင့် အထက်ဝင်လေးဟုပြောသဖြင့်ကျွန်တော်လဲအိမ်မက်မက်နေသူတယောက်ကဲ့သို့အိမ်အတွင်းသူဝင်သွားမိလေသည်အိမ်ရှိကန်းလေးမှာဆက်နှစ်ပေပက်လေကန်းရှိ၍အိမ်အောင်ပရိဘောကဟူ၍လဲများစွာမရှိလာချင်းကျင်ကလထိုင်ခေါင်းနှလုံးအလယ်၌တစ်သားစဘဝိုင်းကလေးအတွင်းနေရန်ဘတ်တွင်မှန်များကွဲ့နေသောမှန်ပြီလိုတလုံးရှိ၏ရင်းနှီးလာကမှန်အိမ်ကို အခန်းအလယ်၌ဆွဲထား၏အမျိုးသမီးကကလထိုင်များကိုညွန်ပြလျက် ထိုင်လေးဟုပြောလိုက်သည်ဖြင့်ကျွန်တော်သည်ကလထန်တလုံးရှိရာသို့တွားထိုင်လေ၏ထိုအချိန်၌အမျိုးသမီးသည်မှန်အိမ်မီးအောင်လင်းဆုံသောနေရာ၌ရက်လျက်ရှိလျာအမျိုးသမီးမှာကျွန်တော်ပထမထင်ခဲ့သည့်အတိုင် ပြူပြူရွရွရွမဟုတ်လာပေအသက်40ကျော်50နီးပါရှိပြီလျင် အသားအရည်မှာလည်းကြမ်းတမ်းလျက်အချို့နေရာတွင်ဝှက်ချံတင့်တိမ်များရှိနေ၏မျက်နှာအတန်ငယ်ရင့်ကျက်သည်ဟုဆိုရတော့လေအရွယ်တင်လျက်ပေါ်လွင်သောနှာတံ့ ဆူးရှတောက်ပါသောမျက်လုံးမဲ့နေသောသပင်နှင့်မျက်ခုံးများရှိနှကမ်းမှာပါလာလျက်ဆန္ဒရမက်ပြေဝဟန်ရှိသောပါဇက်ကိုပြည့်ရစွာ ဖုံးဟု၍ရှိအလုံးစုံခြုံ၍ကြည့်သောငယ်ရွယ်နှုပြူစဉ်ကအတော်တန်ချုံးမောလှပါသောမိမတယောက်ပင်ဖြစ်ပေလိမ့်မည်ကျွန်ုပ်ကိုကြည်သောအခါ၌လည်းတဲ့တဲ့ကြီးရှင်ရှင်ဆဆကြည့်အထူးသဖြင့်ပေါ်လွင်လွန်းသောနှာရံနှင့်ဝိုင်းဆက်ပြေဝသောမျက်လုံးတို့မှာ ယခုခေတ်ခေါ်ဝေါ်လိရှိသောကလစင်ယုတ်လက္ခဏာမျိုးဖြစ်လေသည်ကလထိုင်မုန်၌ကျွန်တော်ထိုင်မိလျင်ထိုင်မိခြင်းအမျိုးသမီးကြီးကခဏနေဦးတော့ကျမမကြပါဘူးဟုပြောပြီလျင်အတွင်းဘက်သို့ဝင်သွားသည်ဖြင့်ကျွန်တော်လည်းကလထိုင်မုန်တွင်ထိုင်ကာပါဇက်အဟောင်းသားဖြင့်ကျင်းရခဲ့လေသည်နောက်တစ်ခဏမျှမကြမီကျွန်တော်လည်းခေါင်းရင်မှမှောင်ရိပ်အတွင်မှလှုပ်ရှားသံတသံကြားလိုက်ရသည်ဖြင့်ဧကန်းတွင်ကျွန်တော်တယောက်တည်းမဟုတ်ဘဲ အခြားတစုံတယောက်ရှိနေကြောင်းသတိပြုလိုက်မိထိုအခါမဲနဲ့၍ပုံပန်းချိုးစားမရှိသောအဝိနဲ့တစ်ထည်ကိုဝှက်ထားသည့်လူကြီးတယောက်သည်ခြေနှစ်ဖက်ကိုနောက်သို့အတန်ငယ်ပစ်ခါမြောက်ကဲ့သို့လက်နှစ်ဖက်ကိုရှေ့သို့ချလျက်မှန်ရင်အလင်းရောင်အောက်သို့တဖြည်းဖြည်းတွား၍ဝင်လာသည်ကိုမြင်ရ၏အလွန်ရုပ်ဆိုး၍ကြောက်မဖွယ်ကောင်းသောတတဝကြီးတကောင်နှင့်ပင်တူလေသည်ကျွန်တော်သည်ရုတ်တရက်ထိတ်လန့်၍သွားမိခကုန်းကြီးသည်အခြားကလထိုင်တလုံးပေါ်သို့ ကိုကြီးကိုပုံ၍လဲလိုက်ရာထိုအခါမှကျွန်တော်လည်းသူ၏ရုပ်ဆင်းဖြစ်နေပုံကို ကောင်းစွာမြင်ရတော့၏သူ၏လက်ဝဲဘက်ခြေထောက်မှာတစ်စချို့၄00ကျက်သို့တွား၍တွားနေသည်ဖြင့်လမ်းလျှောက်ရာတွင် ဆွဲ၍သေယူရာပြည့်လျင်ပဇွန်လုံး၏တွားခြင်းမျိုးဖြင့်တွားရ၏မျက်နှာတစ်ခုလုံးမှာအမာယူများ ထက်လျက်ရှိ၏ယင်းတို့နှင့်အမာယူကြီးတစ်ခုသည်မျက်နှာတစ်ချမ်းကိုကန့်လန့်ဖြက်လျက်လက်ဝဲဘက်မျက်လုံးသည် တွင်းတစ်ခုကဲ့သို့ အရာမြတာကြံရစ်တော်၏။ဤမြလောက်ရုပ်ပြည့်စင်ပြည့်ဖြစ်နေသောတတဝါကြီးတူအူကိုကျွန်တော်သည်မြည်သည့်အခါကမှမမြင်ခဲ့ဘူးကြီ။သူသည်ကလထိုင်းတွင်ထိုင်ပြီးနောက်ကျွန်တော်ဘက်သူမျက်နှာလှည့်ရလေသည်။မင်းဘာကြောင့်ဒီကိုဝင်လာတယ်ဆိုတာတို့အသိသားပဲ။အာကျွန်တော်ကအလွန်ကြောက်လွန့်တုန်လှုပ်ခါဤအိမ်သို့အမျိုးသမီးတူဦးဆွဲဆောင်မှုကျွန်တော်ဤစိတ်သက်ပြောင်းညံ့မှုလို့ကြောင့်ဝင်ရောက်လာခဲ့မိခြင်းကို ကောင်းစွာနောင်တရလျက်ရှိတော်၏။သို့သောနောက်ကျခဲ့လိမ့်မည်။ကျွန်တော်မတ်တက်ရက်တီနှင့်တပြိုင်နက်ကကုန်းကြီးသည် ကျွန်တော်၏လက်ကောက်ဝတ်နှစ်ဖက်ကိုခတင်းတင်းဆုပ်ကန်ကာအောက်သို့ဆွဲချလိုက်သည်ဖြင့်ကျွန်တော်လည်းပြန်၍ထိုင်လိုက်၏။လူတလိဆန်ကြီးနှင့်တူသောကကုန်းကြီးသည်ကြောက်မော့ဖွယ်ကောင်းလောက်အောင်ကိုရင်ကချိုးတက်လျက်ရှိတော်လဲအာရင်တန်ဆွမ်းလာ၏။ဟောကျုံမင်းမှလာပြီ။ထိုအချိန်တွင်အမျိုးသမီးကြီးသည် ။ဧကန်နောက်ရှိအမောင်ကြီးတို့ကမှထွက်လာလျာအလွန်ပါလွာလာသောအင်ဂျင်နှင့်အောက်အနားဘက်တွင် သုံးတောင်ပုံများလှိဖြက်ထားသည့်ပန်းနုရောင်ပိုးတွန်လုံးကြီးအပြော့တထည်ကိုဝှထား၏။ခါမှတည်ကပတ်ဖြင့်တင်းကျပ်စွာစီးထားသောကြောင့်ကျုံဝင်သေးသင့်လျက်ရှိလျာစွန့်စင်ကာကာဖြစ်သောရင်ထပိုင်းနှင့်အောက်တင်မကို အလယ်မှပြတ်သားစွာချထားတဲ့သူရှိလျာမျက်နှာမှာပေါင်တာမိတ်ကပ်တို့ဖြင့်လိမ့်ကြံထားသဖြင့်ရင်းရော်ခြင်း နီမြန်ကြံတန်းချင်းများပျောက်ခါနှစ်ပေါင်း20ခန်းမြငေး၍သွားတကဲ့သို့ထင်ရ၏။ဇပင်အလယ်မှတဲ့တဲ့ခွဲလျက်နှစ်ဖူးပေါ်မှဇပင်ကလေးများသည်လေထဲတွင်ပြန်ဝဲလျက်ရှိ။ပေါန်တာနယ်များသည်အခန်းတစ်ခုလုံးကိုတင်းတင်းလှန်လျက်ရှိစေ။ခကုန်းကြီးကကျွန်တော်အားစကားပြောပြန်လေသည်။ဒီမဲ့ဗျ။ကျုပ်တို့လင်မယားကအကအမြတ်တန်ဝါသနာပါတာ။ဘယ်ကကာပွဲမစူကျုပ်တို့မရောက်တာမရှိဘူး။ ရောက်တာပဲကျုံမင်းမကကန္နာလန်ကကလက်တွေမှာရောစစ်တက်ပြီးတဲ့ကာပွဲတွေမှာရောအငှားလိုက်ပြီးကနေရတဲ့မိမပေါ့သူ့နာမည်ကဘီဘီတဲ့ကကြည်တဲ့ဖာတမာဘီဘီဆိုရင်အတက်တန်းလာတာမသိတဲ့သူမရှိဘူးခမရမကြဘူးဘူးလားဟင်မကြဘူးဘူးမကြဘူးရင်ထားရတော့ဗျာဒါနဲ့ကျုပ်တို့ကန်ဆိုးကျင်တော့ကျုပ်မှာဘုံထိပ်ပြီးဒဏ်ရာအနာရရခဲ့တယ် အဲ့ဒီအချိန်ကစပြီးကြုံမကနိုင်တော့ဘူးကြုံမင်းမကတော့ဘုံးစံမထီဘူးလွတ်သွားတယ်နို့ပေမဲ့သူလည်းအဲ့ဒီကလေးကစပြီးကလက်တွေဘာတွေမသွားတော့ပါဘူးပြင်းရင်ကျုံးတယ်ပဲနှစ်ယောက်တည်းအိမ်မှာကတော့တယ်ဒီချမ်းမြင်ကြည့်ပါလားပြောင်းချောနေတာပဲသူဒီအယောင်တင်းထားသောချမ်းမြင်ကိုပြသဖြင့်ထိုအခါမှကျွန်တော်လည်းသတိပြုမိလေသည်ကျမ်းမှာအချို့နေရာတွင် ဟောင်းနှံဆွေးမိကကွဲအလျက်ရှိတော်လေညံ့လာမှာပိုးလင်မြတိုက်ထားသဖြင့်ပြောင်၍နေလေသည်ခကုန်းကြီးကဆက်လက်၍ဧည့်သည်များကလည်းတခါတလေမှပေါ်လာတာမိတ်ဆွေရဲ့အရောက်အပေါက်အနေသာလာရင်လဲကျုံမင်းမနဲ့တွေ့ကြစီရင်လေကျွန်တော်ဒီအိမ်မက်ပင်မက်၍နေလေတော်သို့မဟုတ်ထမင်းလုံးတစ်စီ၆ချင်းကိုပင် ခံ၍နေရလေတော်မြည်တို့ပင်ဖြစ်စီကျွန်တော်ဒီ ၎င်းတို့လက်အတွင်မှာမလွတ်နိုင်တော့ဘူးကျွန်တော်ဤစိတ်များမှာသူတို့ဤအလိုကိုလိုက်ရမည်ကဲ့သို့တကူအာဏိသင်မရှိတော့ကြည်ကျုံမကားတတ်ဘူးကျုံမင်းမကသင်ပေးမှာပေါ့ထိုခဏ၌အစွမ်းကုန်ဝစ်စားပြင်ဆင်လာသောဘီဘီသည်ဂရောကြီးတထသောဂရမ်မာဖုန်းဇက်တချင်းဆက်ရှိရသူထထသွားပြီးတချင်းတန်သည်အခန်းကလေးတစ်ခုလုံးကိုစူညံရေးသွားစီဘီဘီသည်ကျွန်တော်ဤလက်ကိုလာ၍ဆွဲခေါ်ပြီးနောက် ်ဖောက်ထော့ခေါ်မြေဝိခုံအကမျိုးကိုစာယူကစီမကရပါဘူးဗျာမလုတ်ပါနဲ့အိုးဘီဘီတင်ပေးမှာပေါ့ကျွန်တော်မှာဘိုင်းစကုံများလိုက်တာအနောက်တိုင်းပုဒ္ဓပင်အကများကိုမြင်ဘူး၍လက်တွေအဖျင်မြည်သည့်ခါကားများကာဘူးသူတယောက်မဟုတ်ဖဲရှိနေရဘီဘီဆွဲခေါ်ရသူလိုက်ပါသွားရပြီလျင် သူ့လက်ကိုမြောက်လျင်မြောက်ချင်းလက်ကိုချလျင်ချခြင်းကရွေနေရတော့ဤ ခကုန်းကြီးဟဲ့ပပရေမိုးတံကိုတခါတရံကြားလိုက်ရည်ပြီးပြီးဒီကျွန်တော်ဟာတင်းကျက်စွာပြုတ်ဖက်လျက်ကျွန်တော်ကလည်းသူဤခါကိုဖတ်ထားရလျာသူဤရင်အုပ်နှင့်ပုတ်သက်ထိတွေ့နေရတော့ဤသူဤပေါန်တာနယ်များနှင့်သဘင်မစီမွေကော့စမက်တစ်နယ်များသည်ကျွန်တော်ဤနှာခေါင်းအတွင်းသို့တိုးဝင်လျက်တခါတရံကျွန်တော်ဤနှာသီးပြားများသည်သူဤနှာခမ်းနှင့်ပါးပင်များကိုပင်မတိမတာပုတ်သက်၍တွားလျက် အကိုဘာလဲရင်အခုလူဘီဘီနဲ့တွဲကြရတာမပြောဘူးလားပြောတာပေါ့ပြောရင်နေတိုင်းလာတော့လာမယ်အော်ဒါတဲ့ဘီဘီကတိတ်လာတယ်နော်အိုးအခုကလည်းစူလတန်ကြီးကြားသွားပါမယ်ထိုအချိန်၌ခကုန်းကြီးရေမိုးတံကိုကြားလိုက်ရသဖြင့်ကျွန်တော်တို့လည်းအိန္ဒီမပြတ်ဆက်လက်ကောက်ခုံလေးရရှိကြလိမ့်ခကုန်းကြီးကလည်း တပြက်များကိုတစ်ချက်ပြီးရင်တစ်ချက်ထည့်သွင်းပေးလေသည်ကျွန်တော်တို့သည်နှစ်ချက်စီးတသားများဖြင့်ဂျမန်လက်မှန်ကလျက်ရှိရာမှတချင်းသွားတွင် စီးတုပ်ရိုက်၍လာသည်ဖြင့်ဘီဘီသည်တချင်းသွားအလိုက်ကျွန်တော်အားဆွဲကရန်ကတွန့်ကထူကခက်ကြမ်းကြမ်းကပ်၍လာသည်ဖြင့်ကျွန်တော်မှာ သူ၏ခြေပြားများကိုဖနှက်ဖြင့်မနှိမ့်မိစေရန်အတော်ကြီးသတိထား၍ကာရလီကျွန်တော်တို့သည်တခန်းလုံးလက်ဘက်ကောက်ခုံလျက်ရှိရာမှာ တကားဝအနီးသို့အရောက်တွင်တချင်းဆက်ယုတ်တည်းရက်သွားသဖြင့်အကကိုရက်လိုက်ရ၏ထိုအခါဘီဘီသည်တကားကိုဖွင့်လိုက်ပြီးနောက်ကျွန်တော်ဤကိုကိုသူဤကိုလုံးဖြင့်အပြင်သို့တွန်းဖို့ကတော်လောက်ပါပြီကိုကျေးဇူးတင်ပါတယ်ကဲသွားပြီတော့ခုပြောလိုက်သဖြင့်ကျွန်တော်လဲခကုန်းကြီးကနှုတ်ဆက်မိပြုလိမ့်သို့တော့ခကုန်းကြီးမှာထိုအချိန်၌ကလထိုင်းပေါ်တွင်မရှိတော့ကြည်သူနှင့်ကျွန်တော်လဲ အခန့်အပြင်သို့ထွက်လိုက်ရလျာဘီဘီဒီတကားကိုအတွင်းမှမင်းတုံချလိုက်သည်အချိန်မှာစေနာကြီးခွဲပြီးဖြစ်၍ကျွန်တော်လည်းရှေ့သို့ဆက်မသွားတော့ပဲလာလန့်အတိုင်းပြန်ခဲ့ရာလမ်းတွင်ရုပ်ရှင်မှပြန်လာသောလူတစ်ယောက်နှင့်တွေ့ရသဖြင့်ထူးထူးသည် ကျွန်တော်ဟာအင်္ဂလိပ်များကြားမှခေါ်သွားကာလမ်းမကြီးပေါ်သို့ရောက်အောင်လိုက်၍လမ်းပြပေးလေသည်လမ်းထိပ်သို့ရောက်သောအခါကျွန်တော်လည်းဓမီအောင်လင်းနေသောပိတ်တော့မီဆဲဆဲလက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်ကိုတွေ့ရသဖြင့် ျွန်တော်တွေးကြုံရသောအဖြစ်အပျက်များကိုတိခေါက်စုံစမ်းကြည့်လို့တော့ကြောင့်စိုင်းတဲ့သူဝင်ခဲ့လေကျွန်တော်ဤအကြံမှာစိတ်နဲ့ဟန်မတူသောခကုန်းကြီးနဲ့ထူးဆန်းသောမိမသည်ကျွန်တော်အားနှစ်နာရီနီးပါးမျှကျွန်တော်ဤအလိုကိုစန့်ကျင်ကာမတရားချုံနှောင်ထားခဲ့သဖြင့်ရင်းကိစ္စကိုရဲဘက်နှင့်စစ်ဘက်သို့တိုင်တန်းမြည်ဟုစိတ်ကူးထားလေသည်သူနှင့်ကျွန်တော်လည်းဆန်းရှင်ယောက်ျားကြီးအားအမှတ်မထင်မေးသည့်သဘောဖြင့်ဒီမဲပြဆရာကြီး ဟိုဒီအိမ်နဲ့နောက်ဖေးဘက်ကလမ်းကြားလေးထဲမှာကလာကပြဆူလက်တန်းနဲ့သူမိမကဘီဘီတဲ့အဲ့ဒီလူတွေများမသိဘူးလားအတိသားပဲမဘီဘီဆိုတဲ့မိမကဒီဆိုင်ကမကြမကြလာပါတယ်သူတို့မှခွေးနဲ့ကြီးတကောင်ရှိတယ်လေဟုတ်တယ်ဟုတ်တယ်ငငငယ်ကတော့ဒီမိမက မိမချုံးနဲ့တူပါတယ်ကားကြီးစင်မတယောက်ဆိုပဲဗျအကကလည်းအင်မတန်ကောင်းတယ် အထူးသဖြင့်အင်္ဂလိပ်ညစာစာပွဲတွေဧကန်ပွဲတွေမှာဇုံတွဲကတဲ့အကမျိုးတွေပေါ့အင်္ဂလိပ်ဟိုတယ်တွေမှာ သူက အခါစားလိုက်ပြီးကနေတယ်မိမပဲသူယောက်ျားကလည်းအကနဲ့အတီးမှုအင်မတန်ဝါသနာပါတာပဲစစ်မဖြစ်ခင်က အကတင်တဲ့ကြောင်ဖွင့်ထားသေးတယ်ဆိုရဲ့ဩဒဏ်ရာရပြီတော့ယောက်ျားကြီးကမထနိုင်ရှာတော့ဘူးဆိုတော့တနာစရာဗျာဟာ ခမလွဲနေပြီမိတ်ဆွေမဟုတ်ဘူးသူ့ယောက်ျားကြီးဟာကျုပ်လူစီမှာဘုံကျဲတုန်းကဘုံထိပ်ပြီးတခါတည်းသေးသွားရှာတယ်သေးသွားတယ်ဟုတ်လားနို့ပေမဲ့အခုပဲသူ့အိမ်မှာကျုပ်တွေ့ခဲ့သေးတယ်ဗျာမဖြစ်နိုင်တာဗျာမမီရီဟာသူ့ယောက်ျားဆုံးသွားပြီးတယောက်ထဲနေရရှာပါတယ်အင်းခွေးနဲ့ကြီးတော့ရှိရဲ့ဒီခွေးနဲ့ကြီးကသူ့ယောက်ျားရှိတော့ကသူ့ယောက်ျားရဲ့ခွေးပဲ အခုသူ့ယောက်ျားမရှိတော့ဒီခွေးကြီးကိုပဲမဲ့ချင်နေရှာတယ်ဒီခွေးကြီးကိုသူကတလိမ့်ဆန်လို့သဘောမထားဘူးလူလူသဘောထားတယ်ဗျသူ့အိမ်နာနေချင်းနေအလုံးသိတာပေါ့ဟုတ်ကဲ့ပြောပါဦးသူ့လင်ကိုချစ်တယ်လို့ခွေးကြီးကိုချစ်တာပဲခွေးကြီးကသူ့လင်ပဲဗျသူ့လင်ကိုဘုံထီတုံးကခွေးကြီးရှိတယ်ဗျဒါကြောင့်ခွေးပါထီတာပေါ့ခွေးကြီးလည်းမသိယုံတမယ်ကျန်ပါတယ်ဗျာ ခြေတပားအစ်နေရကကြွေးပြီးဒီရွဆွဲနေတယ်ဟာခွင်းမျက်နှာတစ်ခုလုံးလဲအနာရွတ်တွေရစရာမရှိဘူးအမာရွတ်ကြီးတစ်ခုဖြင့်ကလန့်ဖြက်ပြီးမျက်လုံးတစ်ဖက်တောင်မရှိရှာဘူးဟောက်ပက်ကြီးဖြစ်နေတယ်ဟောကျွန်တော်ဒီကြသိမ်းမွင်းကြီးများထကပတ်စံကိုလင်းမြန်စွာပေးခဲ့ပြီးနောက်စိုင်ထဲမှာထွက်ခဲ့ပြီးလင်းတက်စီတစီငှား၍အိမ်သို့ပြန်ခဲ့လီ ကျွန်တော်တွေ့ကြုံခဲ့သည့်များကိုတက်ဆိုင်ရာသို့တိုင်တန်းတော်လဲအကျိုးရှိမည်မဟုတ်သည့်အပြင်ကျွန်တော်သာအယူဖြစ်မည်သည့်သည့်ဖြင့်မြည်သူအများမပြောဘဲစိတ်စိတ်နေခဲ့ပါကြောင်းစစ်ပြီးနောက်ကိုမောင်ဦးဆိုသူတွေ့ကြုံခဲ့သည့်အဖြစ်အပျက်တစ်ခုဟုတ်ကဲ့ဆရာကြီးတကုံရွှေများရေးသားတဲ့ခွေးနဲ့ကြီးဆိုတဲ့ဝိတ္ထုလူကလေးဒီမှာပဲအဆုံးသတ်ပါပြီခင်ဗျာအောင်စိမ့်နဲ့ပါဝင်ပေးကြသောကလီကာများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ် တော်လန်ပြည်သူပြည်သားများအားလုံးအန္တရာယ်ကင်းကျန်းမာကြပါစေခင်ဗျာ။